အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အားလုံးလည်းမင်္ဂလာပါဆိုတော့ကျွန်တော်အခုရောက်ရှိနေတာတော့ FC Basel အသင်းရဲ့အိမ်ပွင့်ပေါ့လေ Switzerland နိုင်ငံ Basel မြို့က Basel ရဲ့အိမ်ပွင့်ရှိမှာပေါ့လေဆိုတော့ဒါဒီမှာတော့ဒါ Switzerland ရဲ့ဒါ Semi Final ပေါ့လေ Swiss Cup ရဲ့ Semi Final ကတည်းကအဲ့ England မှာ Liverpool ရဲ့ Champion ဖြစ်မဲ့ပွဲနောက်တစ်ဖက်ကဒီ ဒီ Manchester City ရဲ့ FA Cup ပွဲတွေကံကြတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒါ Anfield မှာ Liverpool ကတော့ Champions League Club ကိုရယူသွားပြီး Man City က FA Cup Final တက်ပြီးတော့ Man United နဲ့ဘုံမောက်သေးကြတယ်ဆိုတော့သုံးပွဲကံကြတယ်ဆိုတော့ Liverpool တင်းကနေပွဲနဲ့စရမယ်ဆိုရင် Liverpool က Champion ဖြစ်ဖို့လေတရားစီလုံးတိုက်တာနဲ့ထိုက်တန်တယ်ဗျအခုဒီနေ့နိုင်လိုက်တော့သူတို့82မှတ်ရသွားတယ်ဒါ Spurs ကဒါကွင်းလေက Archery Grey တို့ခန်းစစ်ကတော်တော်များများအပြောင်းလဲလုပ်ထားတယ်သူတို့ခေါင်းထဲမှာက Bodo Clean နဲ့ ဒါအင်ကွင်းပွဲစဉ်ကအဓိကပွဲစဉ်ယူရိုပါလိပွဲကအဓိကပဲဆိုတော့အပြောင်းလဲအချို့လုတ်တယ်ကစားမပါတဲ့ကစားမတွေပါပေမဲ့လီဗာပူးကတော့ထိုတဲဒိုမီနိတ်လုတ်ထားတယ်ထိုတဲဒိုမီနိတ်လုတ်ပြီးတော့အဓိကကတော့သူတို့အပြောင်းလဲလုံးဝမလုပ်ဘူးပေါ့လေသူတို့ရဲ့တိုက်စစ်က DSK ရဲ့ကပူရဲ့ ဒါ Salas ရဲ့အတွဲကိုပဲဆက်သုံးနေ Liverpool အနေနဲ့ Champion ဖြစ်ဖို့အတွက်တရားစီလုံးအတိုက်အတာနဲ့တကယ်ကိုဘယ်လိုပြောမလဲ consistent အရန်ဖြစ်တယ်အာနီစလော့ကိုချီးကျူးရမယ်ရာသီအစတည်းကဒီအသင်းဟာတကယ်ကိုအကောင်းဆုံးကစားနိုင်ခဲ့တဲ့အသင်းဟာထိုက်တိုက်တန်တန်ပါပဲဒါဘာမှအပြောင်းလဲမရှိဘူးဒီနေ့ပွဲမှာလည်းတည်ငြိမ်နေကျွန်တော် Liverpool ကိုကြိုက်တဲ့အဓိကအချက်ကသူတို့ဟာဘယ်လိုပုံစံအနေထားမှာဖြစ်ဖြစ် ကိုရဖို့အတွက်တိုက်စစ်မှုတွေကအမြင်အားကိုရတယ်ဒါကလော့လက်ထက် တွေကအစင်လာအတိုင်းပဲအရင်တော့ကလီဗာပူးတိုက်စစ်မှာဆွာရက်စ်နဲ့ဒါစတာရစ် SC ရဲ့အတွဲအိုက်ကနေပါဆင်ဆာဒီယိုမာနီဖမီနိုမိုဟာမက်ဆာလက်အတွဲအခုဒါမိုဟာမက်ဆာလက်ကဲ DSK ဂက်ပူရဲ့အတွဲဘယ်တိုက်စစ်အတွဲပဲဖြစ်ဖြစ်အမြင်တန်းကိုရတယ်လီဗာပူးတိုက်စစ်ရဲ့ majority အမြင်တန်းဟာ ါအဓိကကစားမတွေအမြဲတမ်းအမြဲတမ်းကိုးရတယ်အဲ့ဒါကအဓိကပဲလီဗာပူးဟာတရားဒီမှာတွင်းကို100တွင်းရင်တိုက်စစ်မှုတွေက80 85ခုလောက်တွင်းတယ်80လောက်ထိတွင်းတယ်ဗျအဲ့လောက်ထိကိုသူတို့ကောင်းတာဒီနေ့ပွဲမှာလည်းစောစီစပါကာဆလန်ကီကိုပေးရသည့်တိုင်အောင်သူတို့လို့သူတို့အေးစစ်လုပ်တယ်ပရက်ရှာမရှိဘူးလူးစီရဲ့ကိုးတွင်းတယ်ရာဒီပိတ်ခံဒီမှာလူးစီရဲ့ဖောင်ပြန်ကောင်းပြီးတော့ဇက်တိုက်ကိုးပြန်ရတယ်အိုက်ပြီးတော့မှသိမ့်မချဘူးအလက်စစ်မက်ကလာဆာလီဗာပူးကွင်းလယ်မှာအန်ဆောင်ဟီးရိုးလို့ပြောလို့ရတယ်ကျွန်တော်အကြိုက်ဆုံးကွင်းလယ်ကစားသမားတွေမှာပါတယ်တင်းငိမ့်နေ ဆုံးဖြတ်ချက်မှန်ကန်တဲ့အာဂျင်တိုင်းဖြစ်တဲ့အတွက်ကြောင့်ရောတောင်အတောင်အမေရိကကစားမဖြစ်တဲ့ကြောင့်ခက်ချမ်းချမ်းကစားတဲ့ပိုင်းမှာလည်းပြောစရာမရှိဘူး။ပွင့်လေအတွက်တကယ်အားကိုးရတယ်။သူကဒုတိယကိုးသွင်းတယ်။ပြီးတော့မှဒါပထမကိုးကတော့ဆလန်ကြီးသွင်းပြီးတော့မှ DS ကပထမကိုးချေပါကိုးသွင်းတယ်။သူကဒုတိယကိုးသွင်းပြီးတော့မှဂက်ဘူကတို့ တိုက်စစ်ကဘယ်လိုပြောမလဲလုံးဝ complete မိုဟာမက်ဆာလက်စ်ကမီနီဂိုးဒရော့လေးအခုနည်းနည်းလေးရှိတဲ့အချိန်မှာနောက်ဆုံးသူကိုယ်တိုင်29ဂိုးမှာအကြာကြီးတက်နေပြီမဲ့သူလည်းနောက်ထပ်တကိုးထက်ရတယ်ဥဒူဂီကတော့အုံဂိုးတကိုးသွင်းသွားပြီးတော့မှအဆုံးသက်မှာလီဗာပူး5-1 Tottenham Hotspur အသင်းကိုထိုးတဲ control လုပ်ပြီးတော့ ဒါတကယ်ကိုဂိုးပြက်ခြေပြက်နိုင်သွားတယ်ဆိုတော့အာနီစလော့တွက်တရားသီလုံးတွင်းမှာခြေစွမ်းအတီငင်ယုံကစားနိုင်ခဲ့တယ်ဒါမှန်မှန်တိုင်းပြောရင်တော့သူတို့ရလက်အရန်တီငင်နေဗျာဒါတကယ်ကိုခြေစွမ်းတော်တော်လေးကောင်းတယ်တကယ်လဲထိုက်တန်တယ်ဒါရမှတ်အဖြစ်82နံပါတ်လက်ကျန်၄ဘွဲ့တော်ကျန်သေးတယ်ဘာမှပြောစရာမရှိဘူးချက်စီးနဲ့ကန်ရမယ်နောက်ဒီ brighton နဲ့ကန်ရမယ် crystal palace နဲ့ကန်ရမယ် arsenal နဲ့ကန်ရမယ်အဲဆိုအိုက်ပွဲတွေတော့ liverpool က ac ဖြစ်သွားပြီဆိုတော့ဒါ ပွဲကစားခွင့်မရတဲ့ Federer ကိုခင်းရေးစားတော့ဘာလို့တခြားကစားမတွေအတွက်အခွင့်အရေးပြန်ဖြစ်ပြီဘာလို့လဲဆိုတော့ဒါ supply ရဖို့အတွက်ဒါပွဲလိုအပ်တဲ့တချို့ပွဲအရေးအတွက်လိုအပ်တာပေါ့လေဆိုတော့ Liverpool ကတော့အချိန်20မြောက် record equal ဒါအမပေး champion supply ကိုရတာပေါ့လေ Premier League ကိုဒါ2019-20မှာတချိန်ရတယ်ပြီးတော့မှအခု24-25မှာတချိန်ရတယ် Arsenal ရဲ့ first season မှာရပြီးတော့ ဒါအင်္ဂလာအမှတ်ပေးချန်ပီယံကို16ကြိမ်နဲ့အခုပြပြလေးကို2ကြိမ်စုစုပေါင်းဒါချန်ပီယံအကြိမ်20လိပြိုင်ပွဲမှာချန်ပီယံဖြစ်ပြီးတော့ Manchester United နဲ့ equal record breaking တူညီသွားပြီးဖြစ်သွားပါတယ်ဆိုတော့ဒီနေရာမှာ Liverpool ကအမှတ်ဖြတ်ပြီးချန်ပီယံဖြစ်တဲ့အချိန်မှာတစ်ဖက်မှာ Manchester United ကတော့ဒါသူတို့အကြိမ်20ချန်ပီယံဖြစ်ထားပေမဲ့ဒါလက်ရှိမှာ ်အာမရွန်အသင်းကလည်း struggle ဖြစ်တာပေါ့လေသူလည်း spa လို့ပါပဲသူတို့ရဲ့အားလုံးရဲ့မျောလင်းချက်က Europa League ဘက်ကိုကြည်ထားတဲ့အချိန်မှာဒီပွဲမှာလည်းဘုံမောက်နဲ့ပွဲဘုံမောက်ကတကယ်လဲကန်ဆိုးတာ Man United ကတော့ဘယ်လိုပြောမလဲကျွန်တော်တို့ Ghana ချိုးတို့တခြားကသားမတွေကိုကျွန်တော်တိတ်မပြောတော့ Ghana ချိုးတို့ရဲ့ပြဿနာကဒီကသားမတွေကဂိုးသွင်းနိုင်မဲ့အရည်သွေးမပါလာတာလားအုံနောက်မသုံးတတ်တာလားဂိုးမသွင်းတတ်တာလားအေရီယာထိရောက်ရင်လှန့်ကန်လာရင်အပေါ်ထောင်မဲ့ဘေးကံမဲ့လူထိမဲ့ဒါပဲဟိုသူ့ရဲ့ unprotected အားနေတယ် ဗဂနာချိုမာကတူးချင်းကြော်ဖြတ်မှုတူးချင်းဆွဲဆောင်ဆွဲထောက်မှု space တွေအများကြီးပိတ်ရလုတ်တက်ကိုင်းတက်တဲ့ area ဝင်တဲ့အထိသူကောင်းနေ area ထဲချပေးတဲ့အချိန်မှာ struggle ဖြစ်တယ်မေဆမောက်လည်းဒါပွဲကစားကအများကြီးမရတော့သူလည်းအလောက်ကြီးမဟုတ်ဘူးကွင်းလည်းကကက်ဆမီရိုနဲ့ကိုဘီမေးလူထားတယ်ခန်းစစ်ကတော့အပြောင်းလဲပေါ့လေဒါလူရှော်ပြန်ပါတယ်လန်နီယူရိုနဲ့ပွဲကစားတယ်အိုနာနာကို73နဲ့တိုက်စစ်က white land နဲ့ဒါဘရူနိုရဲ့ကာနာချွေကစားတယ် ိုဘက်ကတော့ဘုံမောက်ကဟိုဒီအော်တာရာရဲ့ဒါအက်စမန်ညိုးရဲ့ဒါဂျက်ဆင်ခလိုက်ပဲရဲ့ကစားတယ်ဘုံမောက်ကစားဖို့ကောင်းတယ်ကျွန်တော်အရင်နဲ့လည်းကြိုက်တယ်ဒါအက်ဒိုနီအီရာဝလာရဲ့အသင်းကအတက်ကင်းကောင်းတယ်ဒီအသည်မှာအင်ကွဲမှာမန်စီးတီအာစနယ်စပါအတင်းတော်တော်များများကိုသူတို့ဒုက္ခပေးတယ်အနိုင်ခံထားတယ်ဒါဆော့ဆော့စီစီလဲအန်ထရန်စမန်ယူကအစိုးရတဲ့ဥဆောင်ကိုတွင်းလာတာ ဒါပေမဲ့ခတ်တာလည်းဘုံဘောင်လည်းရှက်ရှက်ပါပါအဲ့တလုံးပဲရှင်တာဂက်ထိတကူရအောင်တွင်းလိုက်တယ်အဲ့တကူတဲ့နဲ့တို့ကလည်းထိန်းကန်နေတာဒါတိုက်စစ်မှုဒါဘယ်လိုပြောမလဲ evanescence ဒါ mini course မှာထောက်ခံရတယ်ဒါကန်ဆိုးကျွန်တော်ပေါ့လေဒီ mazarawi ကိုသူ challenge လုပ်ပြီး slip ဖြစ်ပြီးတော့မှာထက်ကယ်ကဒါ anya ဖြစ်လောက်တဲ့ဒီပုံစံ play မျိုးကစားလိုက်တဲ့အတွက်ကြောင့်အဆုံးသက်မှာဒီဘယ်လိုပါဖြစ်သွားလဲဆိုတော့ တိုက်ရဲ့အနီကဖြစ်သွားတယ်မိနစ်90အဲ့ဒီအချိန်မှာပွဲကမိနစ်30ကျန်သေးတယ်နောက်တစ်ခုကအချိန်ပိုတွေပါရင်လည်းဆိုပွဲကအကြာကြီးဖြစ်ပြီးတော့အဆုံးအသတ်မှာမန်ယူနိုက်တက်ကတောက်လျှောက်တိုက်တာတိုက်တဲ့ attack 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 ခတ်တာကလည်းဘုံပေါက်ကိုသမားခက်ပါအရီစာဘလာကာရဲ့ခံစစ်ရဲ့ defender တွေကိုလုံးဝမကြော်နိုင်ပဲနဲ့ဒါပွဲကအိုက်တိုင်းဖြစ်ပြီးတော့မှပွဲပြီးကန်ဒီ injury time 4မိနစ်ကြာမှာပဲဒါအဆုံးအသတ်မှာဘုံပေါက်အသင်းချီပါကိုပေးရတယ်ဖွိုင်လန်းကိုဖွိုင်လန်းကန်သွင်းတာပေါ့လေအဲ့ဒါလည်းရှေ့ကဥကားဒီရဲ့ ချက်ပွက်တာကနော်ဝိုင်လန်ကလမ်းကြောင်းပြောင်းပြီးတော့ဂိုးရသွားပြီးတော့ဒါမန်ယူနိုက်တက်ကတစ်ဖက်တစ်ကိုယ်စီတီချသွားပြီးတော့ဘုံမောက်ကတော့အဆင့်30မှာရက်ပြီးတော့ယူနိုက်တက်က36မှတ်မန်ချက်စတာစီးတီးကတော့ FA Cup Semi Final ပေါ့လေပထမနေ့က Crystal Palace က ဒါကစားထားတယ် Crystal Palace က Villa ကို3-0ပြတ်နဲ့နိုင်ထားတယ်အဲ့ပွဲဆိုရင် AZ ကတကူတကက် quality ကိုသွင်းပြီးတော့ Ismail Miles က2ကိုသွင်းတယ်အခု City နဲ့ Forest City ကတော့ရှင်းတယ်သူတို့ရဲ့တကူတီးသောမျှော်လင့်ချက်က FA Cup Forest ကတော့ Champions League ဝင်ခွင့်တွက် City က Champions League ဝင်ခွင့်ရှိတာမှမမယ် City လိုအသင်းမျိုးကြတော့ Champions League ဝင်ခွင့်တခုတည်းနဲ့မလုံလောက်ဘူးဒါ Manchester City မှာ Jack Grealish တို့နောက်တစ်ဖက်ကဒီ Rico Lewis တို့ ਨੇ အပြောင်းအလဲတွေလုပ်ပြီးတော့4-2-4 formation City ကတခါကျရင်ထွင်တယ်တလား ဒါဆဗေးညိုတို့မာမုတ်တို့ပါတယ်စီတီက ပွဲအစခဲ့တဲ့ကစောစောစီးဂိုးရသွားတာလေဒီပွဲအဖြေပဲသူတို့စောစောစီးဂိုးရလိုက်တယ်အဲ့ဂိုးကလည်းဒါ Rico Lewis တွင်းသွားတာတကယ်ကောင်းတယ်ဗျအိဒီယာထိတ်ကလှလပပကတ်သွားတာဒါပေမဲ့ Northern Forest မှာလည်း chance တွေရှိတယ်အထူးသဖြင့် Anthony Elan ကဒုတိယပိုင်းဝင်လာပြီးပဲရှိသေးတဲ့အချိန်မှာအပိုင်ပိတ်ရတဲ့အလုပ်ဗျာသူရဲ့ပထမဆုံးတစ်ချက်ပဲဘိုးဘက်ကဒီဟာခလာဟာဆန်အတွိုင်းပို့တဲ့ cross ကိုအပိုင်ပေးအဲ့လုံးမဝင်တာ City ကန်ကောင်းသွားပေမဲ့ Manchester City ကဒါဘယ်လိုပြောမလဲဆိုတော့ AC ပဲ Jesco Guardiola ဒါ Premier League မှာဆို highest scoring defender ဖြစ်တဲ့သူက က City တို့အနိုင်သေးကြစီမဲ့ကိုဒီနေ့ဒီ Forest က၃ချိန်ဒီတိုင်ထိခဲ့ပြီးတော့မှအဆုံးသက်မှာ City ကိုမှအထေးကားလည်းလက်စွမ်းပြပြီးတော့ Man City က၂ဂိုးပြန်နိုင်နေအဲ့နိုင်ပွဲကြောင့်သူက Crystal Palace နဲ့ FA Cup Final တွေ့မယ်ဆို Man City အနေနဲ့အခုလက်ရှိမှာ Manchester United ကိုဒါ FA Cup မှာသူတို့ကအခု back to back ၃နှစ်ဆက်တက်တာနော်၂၀၂၂-၂၃မှာ FA Cup တစ်ချိန်တက်တယ် 23 24မှာ FA ကတက်တယ်အခုတက်တယ်ဆိုပထမချိန်သူတို့ဘူဆွဲတယ်မနစ်ကသူတို့ရှုံးသွားတယ်ဒီနေ့ final ထက်တက်တယ်ဆိုမန်စီးတီးကတော့ FA ကတ်ကို3နှစ်ဆက် final တက်သွားခဲ့ပြီးတော့ပယ်လီဆန်ရှင်ဆိုင်ရမယ်ဟိုဘက်ကလီဗာပူးကအချိန်20မြောက် champion ဖြစ်ပြီးတော့ Man United နဲ့ဘုံမောက်တေးချသွားခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်